မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူးထူးအုပ်များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမှာဖြစ်ပါရရှင်။ယခုအခါမှာတော့ညောင်လေးပင်တွင်စစ်ကြောင်းထူလာတဲ့တက် PDF နဲ့ထိတွေ့မှုဖြစ်အရာရှိအပဝင်စစ်သားသုံးသေဆုံးဟုဆိုဆိုတဲ့တရင်ပါဝင်နောက်ဆုံးရသတင်းများကိုအစင်ခံတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းညောင်လေးပင်မြို့နယ်တွင်စစ်ကြောင်းထူလာသည့်စစ်တပ် PDF တို့နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအရာရှိအပါဝင်စစ်သားသုံးသေဆုံးခဲ့ကြောင်းသိရသည်။ ရှနေဧပြီလ20ရက်နနက်9:30မိနစ်20ခန်းနဲ့ညောင်လေးပင်မြို့နယ်ပစုံမြောင်းရွာအတွင်းသို့အင်အား60ကျော်ဖြင့်စစ်ကြောင်းထိုးဝင်ရလာသည့်စစ်ကောင်စီတပ်နှင့် PDF တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်သား9ထပ်မင်းနဲ့တန်ရရရှိခဲ့ကြောင်း P2 3703 Fire Dragon မိနကစစ်ကြောင်းမှတရင် ထုတ်ပြန်ထားသည်ကျွန်တော်တို့မနက်9:00နာရီလောက်မှာရန်သူဘက်က drone နဲ့ဆင်းစပစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရှေ့ကင်းနဲ့တက်လာတဲ့ရန်သူတွေနဲ့ထိတွေ့ဖြစ်တယ်ရန်သူဘက်ကထိခိုက်မှုများသွားတယ်သူတို့ပြန်ဆုတ်သွားတယ်ပြီးတော့ပြန် တက်လာဖို့လုပ်တဲ့ drone အနေနဲ့ထွက်ခြားတယ်။လက်နက်ကြီးပစ်ကူယူတဲ့နောက် MI-35 ခြေမုံရဲ့ရဟတ်ယာဉ်ပစ်ကူထိပါယူရတယ်ပေါ့နော်။ဟိုမိနကစစ်ကြမှာ share board တို့ကပြောသည်။ယနေ့ညနေ3:00နာရီခွဲကျော်တည်းတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီစစ်ကြောင်းလည်းရှေ့ဆက်မတိုးနိုင်ကြောင်းသိရသည်။ကျွန်တော်တို့ဒီဘက်တော်လိုင်းတပ်ဖွဲ့တွေဘက်ကတော့နေရာသေးချာယူထားနိုင်လို့ထိခိုက်မှုလည်းမရှိပါဘူး။ရန်သူတွေလည်းရှေ့ကိုဆက်ပြီးတက်မလာနိုင်သေးဘူးပေါ့နော်။ လက်ရှိအခြေအနေကတော့ထိတိုက်ဆစ်ဆိုင်ထားစဉ်အနေထားတော့ရှိပါရဲ၎င်းကဆက်လက်ပြောဆိုသည်တိုက်ပွဲနောက်ဆက်တွဲအခြေအနေများကိုဆက်လက်ဖော်ပြသွားမည်ဟုမင်းကစစ်ကြောင်းကထုတ်ပြန်ထားသည် ဆက်လက်ပြီးနေပြည်တော်အေလာလေးစိတ်ကိုတရားခွန်မမရှော့တိုက်တုံးမြင့်ပြကတ်မှုလျင်တူလောင်ယုံနဲ့ထိန်းချုပ်ခန်းအဆောင်အုံတို့ထိခိုက်မီလောင်ပြက်စီပြီးစစ်သား6ဦးထဏ်ရန်ရဟုဆိုဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။အကြံဖတ်စက်ကောင်စီယုံဆိုင်ရနေပြည်တော်အီလာလီစိတ်ကိုတရားခွန်မမရှော့ရိုက်တုံးမြင့်ပြခတ်တိုက်ခိုက်ခဲ့ရာလင်းရင်တုံလုံး unit ထိန်းချုပ်ခန်းအဆောင်အုံတို့ထိခိုက်မီလောင်ပြက်စီပြီးစစ်သား6ဦးဒဏ်ရာရကြောင်း Brave Warrior for Myanmar BWM ဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည့်ဧပြီလ18ရက်နေ့ည7:30နာရီ 55မိနစ်ချင်းကျန်းဘက်ဆက်ကောင်စီယုံဆိုင်ရာနေပြည်တော်အီလန်လီတက်စကန်ကိုနေပြည်တော်ဂျုံရဲတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးဝါးမှုစသောအခက်အခဲများကြားကတရန်ခုမမရှော့တိုက်၃လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာနေပြည်တော်အီလန်လီတက်လေစိမ်းလေရင်တူလောင်ရုံအဆောက်အဦတစ်ခုထိခိုက်မိလောင်ပျက်စီးခဲ့ကြောင်းသိရသည်ထို့အပြင်လေစိမ်းဝန်ရှိလုံချုံရဲဖွဲ့များ၏လုံချုံရဲစောင့်ကြည့်ကင်မရာထိန်းချုပ်ခန်းရှိရာအဆောက်အဦလည်းထိခိုက်ပျက်စီးခဲ့ပြီးတပ်သားနှုတ်တရန်ရရှိခဲ့ကြောင်းအလားတူလေရင်ပြည်လန်းထိတ်လုံချုံရဲကင်းသားများရှိရာအဆောက်အဦလည်းထိမှန် ံပြက်စီးပြီးလေတက်အဆောင်ကင်းတာလေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်အချောင်းတရင်ရင်းမြစ်တွေထံကစုံစမ်းသိရှိရမှုရောအခုထပ်ပေါ်တဲ့ပြည့်စုံမှုတွေရှိတယ်လို့ကြားသိရပေမယ့်ပုံမိုခိုင်မှသိကြစေဖို့အတွက်ရရှိထားတဲ့တဲကနေဘုံတူညီတဲ့အချက်လက်တွေကိုသာထုံထုတ်ပြီးထုတ်ပြန်လိုက်တာပါဟု Brave Warrior for Myanmar BW အဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည် အဆိုပါတိုက်ခိုက်မှုကို Prayer for Myanmar BWN ဖွဲ့ဦးဆောင်စီမံမှုဖြင့် Black Leo ဘက်စစ်တပ်နဲ့ဖွဲ့မှ BWN Mission 33အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။မတ်လ28ရက်နေ့မှစတင်ခဲ့သောငလင်ပေးကြောင်းသခိုင်းမန္တလေးနှင့်ပဲခူးတိုင်းဒေသချိုရှိပ်ပြည်သူအများပြားဒုက္ခပင်လယ်ဝင်နေချိန်မှာပင် စေရှုံစေကောင်းစေတဲ့မြမပြည်အနံပြားရှိပြည်သူများကိုလေးချောင်းမှအဆက်မပြတ်ပုံကျဲတက်ပြန်မှုအချိန်မောင်းရာချီရှိနေခဲ့ပြီးဖြစ်၍ပြည်သူများသည်လည်းရာနေချီတိတ်ဆုံနေခဲ့ရပြီဖြစ်ကြောင်းသိရသည်ထို့သောစေရှုံကောင်းစေကငလျင်တန်းချောင်းထင်းငိုင်းမှုအချို့ရှိခဲ့သောနေပြီးတော့အီလာလီစိတ်ကိုပြည့်စည်များချမှာပင်ပြည်သူများကိုတက်ပြတ်ဖို့ရဆက်လက်အသုံးပြုနေသေးသည့်အတွက် ကျွန်တော်တို့ BWN နဲ့မဟာမိတ်အဖွဲ့များကရှမ်းသူလေတက်နေနေရေးနှစ်သက်ကိုလက်ဆောင် BWN Mission 33ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားသည်။ ရှကုဆလန်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့မြန်မြို့တွင်စစ်တပ်စစ်စေးရေးခေကိုပြစ်ခတ်တိုက်ခိုက်မှုဆက်သားနှုတ်ဦးသိဆုံးပြီးတနက်နယ်လက်သိရှိရရှိဆိုရတဲ့မယ်ဖြစ်ပါရခြင်းမကွေးတိုင်းမြန်မြို့မြောက်ပိုင်းတိုင်းဂိတ်ကင်းဆောင်နေသောစစ်တပ်ကိုအနီးကပြစ်ခတ်တိုက်ခိုက်ခဲ့ရန်ဆက်သားနှုတ်ဦးသိဆုံးပြီးတနက်နယ်လက်သိရှိရရှိခဲ့ကြောင်းမြန်ပကဖမတောင်းရှိသူတူကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောကြားသည်ယနေ့ဧပြီလ20ရက်နေ့နေ့6နိုင်30မိနစ်ချိန်မြန်မြို့ဤမြောက်ဘက်ဂိတ်တွင် လုံခြုံရေးကင်းဆောင်နေသောစစ်တပ်ကိုအနီးကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရန် ်ဆက်သားနှုတ်သိဆုံးခဲ့ကြောင်းသိရတဲ့သူတို့ကမြို့ထဲမှာလည်းအဖွဲလိုက်ပဲနေရတော့တာပါအခုကခိမ့်မှရှိတဲ့သူတွေကိုဝင်ပစ်ခဲ့တာကျွန်တော်တို့ဘက်ကရဲဘော်တွေအလုံးဘေးကင်းမှာတွေကိုအမြိုင်ပကပမှတောင်းရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနတန်းတို့ပြောကြတယ်ထို့သောပြစ်ခတ်တိုက်ခိုက်မှုအတွင်းသိဆုံးသွားသောဆက်သားနှုတ်ကန်ဆောင်သည့် MA1 မြို့စာတနက်တလန်ကာမိုင်မြို့စာတနက်တလန်၎င်းချင်း23နောင်တို့ကိုတင်စီရရှိခဲ့ကြောင်းသိရသည်အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကပမှအညာတပ်ပေါင်းစု point တထောင်ဘူပြောင်တို့အဖွဲ့ကပူးပေါင်း ုံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်ရီတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ပြည်သူများအနေဖြင့်ချမ်းဘက်ဆက်ကောင်စီတပ်သားများရဲပြူစော်တီများနှင့်ဝေဝေးနေထိုင်ပြီးကြားရပါရန်နှင့်သတိဝရိယထားကရှောင်းကွင်းသွားလာကြပါရန်တိုက်တွန်းထားသည်။ဆက်လက်ပြီးမန္တလေးဥပိုလ်ထောင်နှင့်ငလျင်တန်းကျောင်းနိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအပါအဝင်အကျဉ်းသား30ဦးသေဆုံးပြီးနောက်ဆက်တွဲအခြေအနေစိုးရိမ်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးဥပိုတောင်းတွင်ငလျင်တန်းကြောင့်အဆောင်အများပြိုကျပျက်စီးပြီးနိုင်ငံရေးအကျဉ်းသားကျင်းသူများပါဝင်ကျင်းသား30ဦးသေဆုံးကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရင် PPNA ဦးဆောင်ကော်မတီဝင်ဖြစ်သူကိုတိုက်ထုံးကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်မန္တလေးဥပိုလ်ထောင်တွင်ငလျင်တန်ကြောင့်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအပါအဝင်30ဦးထံမှနေတိဆုံခဲ့ရသည့်အပြင်လက်ရှိနိုင်ငံရေးအကျဉ်းသားများကိုငလျင်ချောက်ပြည်စီယူရင်နေသည့်အကျဉ်းနောက်ဆောက်အုပ်များတွင်ဝင်ရောက်နေထိုင်ရန်အတင်းကျပ်စေခိုင်းနေကြောင်းမလိုက်နာလင်းထောင်ပြောင်းမိဟုသည့်ချင်းချောင်မှုများလှုပ်ဆောင်နေကြောင်းသိရှိရသည်လက်ရှိတွင်အကျဉ်းထောင်များတွင်အကူအညီများလိုအပ်နေပြီးကမ္ဘာကုလသမဂ္ဂအပါအဝင်နိုင်ငံတကာလူအခွင့်အရေးအဖွဲ့များအနေဖြင့်မြန်မာနိုင်ငံအကျဉ်းထောင်များထဲမှနိုင်ငံရေးအကျဉ်းသား နာများအားကျန်းပတ်ဆဲအုပ်စု၏ရက်ဆက်စွာပြည်내ကျန်းပတ်မှုအခြေအနေအားစဉ်ဆက်မပြတ်စောင့်ကြည့်ဖိအားပေးကြရန်လည်းအဖွဲ့များကစူပေါင်းတောင်းဆိုထားသည်။သဂိုင်းငလင်ကြီးကြောင့်ထိခိုက်ဆုံးရှုံးမှုအများဆုံးအကျဉ်းထောင်မှာငလင်တန်းအများဆုံးထိခိုက်ခံရသည့်မြို့များတွင်ဖြစ်သည့်မန္တလေးအုံဘိုတောင်ဖြစ်ပြီးအုံဘိုတောင်တွင်ထောင်တွင်ချက်လက်များအားငလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူ280ဦးကျော်ရှိပြီးနိုင်ငံရေးအကျဉ်းသား10ဦးနိုင်ငံရေးအကျဉ်းသူ10ဦးအပါအဝင်အကျဉ်းသူအကျဉ်းသားစုစုပေါင်း30ဦးထပ်မံတည်ဆုံးခဲ့ပြီးမြေပြင်တွင်အခုထပ်ပုံမများပြ ြနိုင်တဲ့အခြေအနေများရှိကြောင်းသိရှိရသည်လရှိဒီကနေ့ထုတ်ပြန်တဲ့အတိအ ਨੇ ဆုံးကျွန်တော်တို့အတိပြုထားပေးတာနိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူအယောက်20ကျော်အပါဝင်စုစုပေါင်းအကျဉ်းသူအကျဉ်းသားအလုံးပေါင်းလိုက်ရင် 30ကျော်လောက်ငလင်ချောင်းမလို့အသက်တွေတေဆုံးခဲ့ကြရပြီဖြစ်ပါတယ်။ထပ်ပြီးမှတေဆုံးနိုင်ခြေများတဲ့လူတွေလည်းဆက်ပြီးရှိနေပါတယ်။လက်ရှိမှာအကျဉ်းထောင်တွေကတေဆုံးမှုအရေးအတွက်ဟာအတော်လေးကိုမှစိုးရိမ်ရတဲ့အရေးအတွက်တစ်ခုဖြစ်လာတယ်။ဒါကိုပြည်သူတွေအလုံးအနေနဲ့အာယုံဆိုင်ပြီးနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းအထူးအာယုံဆိုင်ပြီးတော့ထိရောက်တဲ့ကုညီဆောင်ရွက်မှုတွေလုပ်ပေးကြဖို့ကျွန်တော်တို့အဓိကတိုက်တွန်းချင်ပါတယ်ကိုတိုက်ထုံးကပြောကြားတယ်။ အိုဘိုဒါဒိန်ရှိနိုင်ငံရေးအကျဉ်းသူအကျဉ်းသားများ၏ငလင်ကပ်ပေးကိုစိုးဝါစာထိခိုက်ခံစားခဲ့ကြရတော့လေလက်ရှိအချိန်တွင်ပြည်တွင်းပြည်ပနှင့်နိုင်ငံတကာအဖွဲ့အစည်းများထံမှလူသားချင်းစာနာတောက်တာမှုအကူအညီများရှိကြသည့်အပြင်အကျဉ်းဘက်ဆုပ်ဆွေတရင်အမောင်းချထားခံရတဲ့အခြေအနေတွင်ရှိနေကြောင်းသိရှိရသည် ငလင်းတန်ကန်စားထားရတဲ့နိုင်ငံရေးအကျဉ်းသားချင်းတို့များကိုထောင်ပြောင်းရွှေ့မြူချင်းချောက်ဖိနှိပ်မှုများလည်းပြင်းပြင်းထန်ထန်ပြုလုပ်နေလျက်ရှိသောပြင်းထန်သောငလင်းတန်ကြောင့်ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်ထိခိုက်ခံစားထားရတဲ့နိုင်ငံရေးအကျဉ်းသားချင်းတို့များမှာထောင်နေစေကူတောင်းမှုလုံလုံလောက်လောက်မရရှိကြကြောင်းရင်းအပြင်အကျဉ်းတော်ဝန်ထမ်းများ၏ဖိနှိပ်ချင်းချောက်မှုများကိုပါခံရကြောင်းသိရှိရသည် လျင်တန်တဲ့ထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသူအကျဉ်းသားများကြုံတွေ့ခန်းစားနေရတဲ့အခြေအနေများနဲ့ပတ်သက်၍ Political Prisoner Network မြန်မာ PPNM Assistant Association for Political Prisoner AAPP KNY Political Prisoner Association KPPA Women's Organization of Political Prisoner WOPP နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPBS ຫນွေဦးတမန်နိုင်ချင်းကိုငြိဆောင်ရှာရေးအဖွဲ့ထောင်ရင်စာပို့ကြမယ်ဖွဲ့တို့ကစိုးရိမ်သည့်အခြေအနေရှိကြောင်းယနေ့စုပေါင်းကြေညာချက်ထုတ်ပြန် 查理。 ယခုကတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ထိုင်းမြန်မာနယ်စပ်ရှိ KNU တပ်မခွနဲ့အနေနဲ့တွင်ရှိ စစ်ကောင်စီမော်ဖန်သူစစ်ကန်ကိုတင်ပိုင်ရရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားဆွဲတယ်မယ့်ဖြစ်ပါရေးရှိကရင်ပြည်နယ်များရီမြို့နယ် KNU တပ်မခွနဲ့အနေနဲ့တွင်ရှိစစ်ကောင်စီမော်ဖန်သူစစ်ကန်ကို KNL ဦးဆောင်သောတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရာရှမန်နေ့ညပိုင်းတွင်တိုက်ခိုက်တင်ပိုင်ရရှိသွားပြီဖြစ်ကြောင်း KNL သတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောဆိုသည်ဧပြီလ18ရက်နေ့မှစတင်ရင်စစ်ကန်က ုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရှမန်နီဧရလ19ရက်ညပိုင်းတွင်အပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းယင်းစကန်နှင့်တိုင်းမြန်မာနယ်စပ်နှင့်ကလျက်ရှိပြီးနေဆက်ဖြတ်တန်းတော်လာမှုများကိုစောင့်ကြည့်နေသည့်စစ်တပ်စကန်ကုလည်းဖြစ်ကြောင်းသိရှိရသည် အဲ့ဒီဆက်ကစားစကန်ကမြေပြင်စစ်ကိုလာလို့မရတဲ့နေရာပါစကန်ကိုတော့တင်ပိုင်ရရှိပါပြီစကန်မှာရှိနေတဲ့သူတွေအကုန်ထွက်ပြေးသွားတယ်တိုက်ဆုံထိခိုက်မှုနဲ့လက်နက်ခဲရရှိမှုလည်းမသိရသေးပါဘူးရှင်းလင်းရေးတွေမနေညာတိလုံးနေတော့မှလို့သိရပါတယ် KNL သတင်းရင်းမြစ်ကပြောဆိုသည်ဧပြီလ16ရက်နေ့တိုင်းမြန်မာနေစံမြရီမြို့နယ်အပိုင်းမော်ဘိုင်းသူချေးရရင်တက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်ကုန်းကို KNL မှမိပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်မှုကြောင့်ထိုင်းနိုင်ငံဘက်ကျန်းသူစစ်ဘေးရှောင်ပြည်သူ215ဦးထွက်ပြေးသွားခဲ့ကြောင်းသိရှိရ ရသည်။ KNU တပ်မှခုနှစ်အနေမြင့်တွင်တိုက်ပွဲများသောထိုင်းစစ်တပ်ကလုံခြုံရေးတိုးမြင့်ချတာကြောင့်ထိုင်းသတင်းဌာနများ၏သတင်းဖော်ပြချက်အရသိရှိရပါသည်ရှင်။